မင်္ဂလာပါရှင်။ရှမ်းကုန်မီဒီယာကနေအင်အားလုံးပြင်းမြင်းငလင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့အင်းလေးဒေသအတွင်းထိခိုက်ပျက်စီးခဲ့သည့်ဖះရစီဒီလူနေရဆောက်အုပ်များရှင်းလင်းခြင်းပြန်လည်ပြုပြင်ခြင်းနဲ့တန်ရှင်သောတောက်တောင်းရေးရရှိရေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအင်တိုင်းအားတိုင်းဆောင်ရွက်လျက်ရှိတဲ့တည်ငိုတင်ဆက်ပါမယ်ရှင်။2025ခုနှစ်မတ်လ28ရက်နေ့စနေနေ့52မိနစ်အချိန်ခန့်တွင်ပြန်အားရစ်တက်စကေခွန်သတ္တမခွန်အစင်ရှိ အင်အားလုံးပြင်ငလင်းလောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်အင်လီဒေတာအတွင်းဖျားစီတီသာသနိကအဆောက်အအုံများဌာနအဆောက်အအုံများလူနေအိမ်များ ဟိုတယ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုနဲ့လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီးယခုအချိန်တွင်အဆိုပါအင်းလေးဒေတာအတွင်းငလျင်တန်တဲ့ဒေတာခံပြည်သူများအားယာယီစေယုံဖွင့်လေ၍ကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းတန်ရှင်တော်တောင်းတောင်းရရှိရေးဆောင်ရွက်ပေးခြင်းထိခိုက်ပျက်စီးမှုရှိခဲ့သည့်နေရာများတွင်တို့ကြပျက်စီးလျက်ရှိသည့်အဆောက်အအုံများရှင်းလင်းဖြတ်သိမ်းခြင်းကုညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည် အဆိုပိုင်းအပြင်ကလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ရန်လီဖောင်တော်မြတ်စွာဘုရားယေရနာဆန်ကျောင်းတော်အတက်အစင်းလေးကလေးဘက်တဆောင်နေရင်မြင်တော်များကရဝိတ်ဖောင်တော်အဆောက်အဦတို့အားပြန်လည်ပြုပြင်မွမ်းခြင်းလုပ်ငန်းများကိုဖယားကိုပကအဖွဲ့ကျွမ်းကျင်ပညာရှင်များနဲ့တပ်မတော်သားများမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်များကအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်။ ို့သို့ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များဘူမိဗေဒပညာရှင်များ၏အကြံပြုချက်များအတိုင်းရင်ပြင်ပေါ်ရှိ အက်ကွဲကြောင်းများနှိမ်ကြသွားသည့်နေရာများသဲဖြည့်ပို့သိမ်းခြင်းလုပ်ငန်းကရိုရိတ်ဖောင်တော်အစားအဝတ်တွင် အပြည့်အစုံများရှင်းလင်းခြင်းလုပ်ငန်း ဆန်ချောင်းတော်ပင်မဆောင်အပြင်ဖက်အပြည့်စင်များရှင်လင်းကျလုံးကများကိုအင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီးရှင်ဟောင်းသမိုင်းဝင် ဖောင်တော်မြတ်စွာဘုရားကြီးကို အနေနဲ့ရရမဖရာဖူပြည်သူများစိတ်အေးချမ်းသာစွာဖူမျော်ကြည်ညိုနိုင်စေရတဲ့အတွက်အញ្ញံဆုံးပြန်လည်ဖြူပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ ထို့အတူငလျင်တန်တင်ခဲ့သည့် LED တာကေလာကြီးရွာဖုန်ကြီးကျောင်းနှင့်ယာယီစေးရုံဖွင့်လှစ်ထားသည့်စာတင်ကျောင်းကြီးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်တာလီရွာနှင့်တာလီအားထကရှိငလျင်ဘေးကယ်ဆေးစခန်းတို့တန်ရှင်သောတာတုံးရေးရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးပြီးဂါလန်800ဆန်ရေကန်လေးလုံးလိုအပ်မှုနှင့်အခြားလိုအပ်ချက်များအားအေဖီလာ300ရက်နေကခရိုင်တဘာဝဘေးအန်းနှင့်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန် ရှိသူများရောက်ရှိကြည့်ရှုဆစ်ဆေးပြီးသက်ဆိုင်ရာဌာနများနဲ့လိုအပ်သူများကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။ အင်းလေးတွေသာတလဲဦးအင်းကြီးရွာရှိ ရေတဲလုံးဝပြိုကျပြက်စီသည်အင်း81လုံးမှာအင်းတောင်စုညာချက်ပြုတ်စားတောင်းနိုင်ရန်အတွက်တတော်ဦးစီဌာနမှာမိဘ81လုံးအားအဖီလ3ရက်နေ့တွင်တွားရောက်လူဒဏ်ပေးခဲ့ကြသောသိရပြီးအနေနဲ့ရဲ့ရဲမှာစေတနာရှင်လူရှင်များကလည်းစားနေရိတ်ခါများနဲ့အလုံးဝင်များလာရောက်လူဒဏ်လည်းရှိကြောင်းသိရှိရပါတယ်ရှင်။